ကောင်းအောက်ဆိုင်ပြီးတော့မှတနက်မိုးပေါ်ထောင်ပြနေတဲ့အခြေအနေတွေရှိနေတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့တွေ့ရတယ်စစ်တိုက်ချင်လားလို့သူတို့ရဲဘော်တွေသူတို့ရဲ့စစ်သားတွေကိုမေးကြည့်လို့ရှိရင်လည်းမတိုက်ချင်ဘူးအတင်းစွတ်တင်းတက်ခိုင်းလို့မတက်မနေရအလောက်ခိုင်းလို့အနောက်ကနေစွတ်တင်းမလုံမနေရမလို့ဒါလည်းလုံနေရတယ်ဆိုတဲ့ဟာတွေကိုလည်းကျွန်တော်တို့အများကြီးတွေ့ရတယ်အဲ့လိုပဲရှစ်တန်းမှာကျွန်တော်တို့တိုက်တဲ့ချိန်ကြလို့ရှိရင်လည်း တနက်မိုးပေါ်ထောင်ပြီးတော့မှပြစ်နေတဲ့ဟာတွေကပုံပြီးတော့များနေတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်။တခါတလေကျွန်တော်တို့ရဲဘော်ကကျွန်တော်တို့တွေကသူတို့ရဲ့စစ်သားတွေအချမ်းဖက်စစ်ကောင်စီရဲ့ဘက်တော်သားတွေရဲ့ပြစ်နေတဲ့နေရာနားကိုတနက်နဲ့ဝင်ထောက်တဲ့အထိသူဒီရန်သူက ဘယ်မှာရောက်နေပြီလဲဆိုတာတော့မသိပဲနဲ့ခေါင်း outside ပြီးတော့မှတနက်မိုးပေါ်ထောင်ပြစ်နေတဲ့အခြေအနေတွေရှိနေတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့တွေ့ရတယ်အဲ့လိုပဲကျွန်တော်တို့အဲ့ဒီအခြေအနေမှာအရှင်ဖန်းစီရမိတဲ့အခြေအနေတွေလည်းကျွန်တော်တို့ဟိုလောက်ခဲ့တာတွေရှိတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာစိတ်တက်ပိုင်းဆိုင်ရာရကြနေတဲ့စစ်ကောင်စီတီရှုံးနေတယ်ဆိုတဲ့ဟာကြီးကိုကျွန်တော်တို့တွေ့ရတယ်အဲ့လိုပဲကျွန်တော်တို့ဒီဒီစစ်တိုက်တဲ့ ချိန်မှာကျွန်တော်တို့နားလေတလောက်ကျွန်တော်တို့ရဲ့ senior တွေတွေကျွန်တော်တို့တင်ပြထားတာလျောက်ဆိုစစ်ကကျွန်တော်ကစိတ်နဲ့တိုက်တယ်လို့ကျွန်တော်တို့ကယုံကြည်တယ်ကျွန်တော်ပစ္စည်းနဲ့မတိုက်ဘူးကျွန်တော်တို့ကစိတ်နဲ့တိုက်တာကျွန်တော်တို့စိတ်ခိုင်မာမှုတန်မာမှုဘလောက်ရှိတယ်စစ်ကောင်စီဘက်ကစိတ်ခိုင်မာမှုတန်မာမှုဘလောက်ရှိတယ်ဆိုတာပြန်ကြားရတဲ့ပြန်ပွဲဖြစ်တယ်လို့ကျွန်တော်တို့ကယုံကြည်ပစ္စည်းနဲ့တက်ကြေးဆိုလို့ရှိရင်တော့တို့ကများတော့ဗော ကျွန်တော်တို့မှဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်တို့နိုင်အောင်တိုက်တယ်ကျွန်တော်တို့စိတ်တက်ကိုအမြင့်အမားဆုံးထားပြီးတော့မှကျွန်တော်တို့တိုက်တယ်ဒီဒီစကဝိုင်းလေးမှာဆက်ဆချင်းမှာဦးလေးပေါ်ပြောခဲ့တဲ့ဟာရှိတယ်အောင်စိတ်နဲ့တိုက်တယ်ကျွန်တော်တို့ကတိုက်ပွဲတစ်ခုမှာ ကျွန်တော်တို့ရဲဘော်တွေကိုကျွန်တော်တို့တနက်ချီစံပေးနိုင်တာတယောက်ကို150အထက်မပိုးဒါပေမဲ့စခန်းကြီးတွေတက်ရင်စခန်းကြီးတွေမှာသူရဲ့ချီစံ သိင်းနဲ့အတန်းနဲ့ချီရှိတဲ့နေရာကြီးတွေကိုကျွန်တော်တို့ဝင်တိုက်တဲ့အချိန်မှာကျွန်တော်တို့နိုင်တာပဲကျွန်တော်တို့အောင်တာပဲအဲ့ဒါတွေအားလုံးဒီကျွန်တော်တို့ကျွန်တော်တို့ရဲ့ moral ကိုကျွန်တော်တို့အမြင့်ဆုံးမှာထားထားတယ်အဲ့တော့စစ်ကောင်စီရဲ့ moral ဒီအနှိမ့်ဆုံးမှာရောက်နေပြီ moral နဲ့ပတ်သက်ပြီးတော့ဆက်ဆက်တဲ့ကျွန်တော်တို့ဒီလောက်ကံပြောဆိုဆောင်ရွက်တဲ့ဟာတွေအားလုံးဒီလဲကျွန်တော်တို့ကြည့်မယ်ဆိုရင်စစ်တပ်ဖက်နဲ့စစ်တပ်ရဲ့အပေါင်းပါအားလုံးရဲ့ပြောဆိုဆောင်ရွက်မှုတွေဒီအဆင့်တန်းအနှိမ့်ဆုံးမှာရှိနေတယ်ဆိုတဲ့ဟာကြီးကိုကျွန်တော်တို့တွေ့ရပါတယ်ဒါနံပါတ်1ပါနံပါတ်2ကတော့ နောက်စကလုံးခုကျွန်တော်အမက်ဆေ့ပေးချင်အခုလက်ရှိချိန်မှာကြီးလန်းစာစားနေရတာဘယ်ကောင်းနေလဲဆိုတာကျွန်တော်ကအဲ့ဒါကိုမြင်အောင်ကြည့်ခိုင်းစေချင်ကျွန်တော်တို့မဟုတ်တော့ကြီးလန်းစာစားနေရတာကျွန်တော်တို့ကဆတ်ဆတ်ချင်းလမ်းပေါ်ထွက်ဆန္ဒပြတဲ့အချိန်မှာတော့ကျွန်တော်တို့မှဖမ်းပါနဲ့ ကျွန်တော်တို့ကဒါကအမှန်တရားတွေ့ပါကျွန်တော်တို့အားလုံးရဲ့တဘောတောင်းတောင်းပန်ပန်နဲ့ဒီလုံချုံရေးတက်ဖွဲ့လို့ပြောတဲ့ဟာတွေကိုကျွန်တော်တို့ကလောက်ရတာကျွန်တော်တို့မဖမ်းပါနဲ့ဒီကလေးလေးကိုမဖမ်းပါနဲ့ဗျာမပြစ်ပါနဲ့ဗျာတောင်းပန်ခဲ့ရတာအဲ့ဒီချိန်မှာဘာမှလက်ထဲမှာမရှိဘူးဒါပေမဲ့ဘာမှလက်ထဲမှာမရှိတော့တရေတဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့မှပိုပိုပြီးချိန်စိန်ခေါ်သေးတယ်ဒါအားလုံးတနိုင်ကြလုံးတိအခုကျွန်တော်တို့တရေတဲ့ဖွက်လာပြီတိုက်ရဲတယ်အခုတရေတဲ့ကောင်ထွက်ခဲ့ကျွန်တော်ကတော့ မင်းတို့တည်ရဲတဲ့ကောင်ထွက်ခဲ့မင်းတို့ဖက်ကနေပြီးတော့တည်စီရမယ်နော်ထွက်ခဲ့လို့ပဲပြောတာမဟုတ်ဘူးနော်တည်လဲတည်စီရမယ်အဲ့တော့နောက်ခုမြေပြင်မှာတနိုင်ငံလုံးမှာကျွန်တော်တို့ကိုစစ်ကောင်စီကလာတိုက်နေတာမဟုတ်တော့ဘူးကျွန်တော်တို့ကသူတို့ကိုတွားပြီးတိုက်နေတာဖြစ်တယ်သူတို့ရဲ့တပ်ရင်းစခန်းတွေကိုကျွန်တော်တို့ကတိုက်နေတာဖြစ်တယ်သူတို့ရှိတဲ့နေရာကိုစစ်ကြောင်းထိုးဝင်ပြီးတော့ကျွန်တော်တို့ကပြစ်ခတ်တိုက်ခိုက်နေတာတွေဖြစ်တယ် အရင်တော့လို့ကျွန်တော်တို့တွေဟိုနားသွားဒီနားသွားစစ်ကောင်စီတဲ့ဟိုဂိတ်နဲ့တွေ့မလားနော်ဟိုဘာကောင်မှမသိဘာယာဒူးမှမသိတဲ့ကောင်ဆရာဆရာခေါ်ရတာမျိုးနော်နော်ဆရာမလို့ပါနဲ့ကျွန်တော်တို့ကဒီနားလေးသွားရှင်းလို့ပါဈေးလေးဝယ်ရှင်းလို့ဆရာမျိုးတွေနဲ့စိုးရင်ကြောင်းချမှုကပြည်သူလူထုကခံရတာအခုကအဲ့ဒီကောင်တွေခံရမှာခံနေရတာကဒီတမ်ဖက်စစ်ကောင်စီတပ်ဖွဲ့တွေကခံနေရသူနဲ့ပတ်သက်တဲ့မိသားစုဝင်တွေသူနဲ့ပတ်သက်တဲ့ဂျိုးစီပွားတွေလုပ်နေတဲ့သူတွေအားလုံးက ြီးလန်းစာစားစားကြီးလန်းစာစားနေရတာကသူတို့ဖြစ်သွားတယ်ဒီဟာဒီကျွန်တော်ရဲ့အောင်ပွဲဖြစ်တယ်ကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုတွေထဲကနေပြီးတော့မှဖြစ်ပေါ်လာတဲ့အတီးပွင့်မှဖြစ်တယ်ဒါနံပါတ်1တင်းစကားဖြစ်ပါတယ်နံပါတ်3တင်းစကားတော့ပါလဲဆိုတော့ကျွန်တော်ကအင်္ဂလိပ်စကားလုံးတစ်ခုကျွန်တော်သုံးချင် Nemesis ကျွန်တော်သုံးချင် Tempest Scouts ကျူးလွန်ခဲ့တဲ့ဟာတွေပြုတ်ကျင့်ခဲ့တဲ့ဒီဘက်အားလုံးက အခုချိန်မှာ तू မလွတ်ရမှာတော့ तू ရှောင်လွဲလို့ရတဲ့အကုတွေကိုခံစားနေရပြီ။ तू ရဲ့မိသားစုဝင်တွေစိုးရင်ဒေါခတွေရောက်နေရပြီ။အပြင်မထွက်ရတော့ဈေးထွက်မဝယ်ရဘူး။ငါတို့တော်လိုင်းတက်ဖွဲ့တွေနဲ့ငါတို့လမ်းမှာများတွေ့မလား။ငါတို့ဖမ်းဆီးမလားဆိုတဲ့ဟာတွေ။ ဒါပေမဲ့စိတ်မပူပါနဲ့လို့ကျွန်တော်ကတခါတည်းကျွန်တော်တို့ကခမားတို့လို့လည်းမဟုတ်ဘူးလို့ကျွန်တော်တင်းစကားကျွန်တော်တို့ကစစ်တပ်လို့မဟုတ်ခမားတို့ဖန်စီခဲ့ရင်တော့ခမားတို့လောက်ခဲ့တယ်လို့မျိုးလေးအေးဟိုယူနီဖောင်းတပ်ပုံလေးတပုံတွေ့တာနဲ့တခါတည်းမိသားစုတပွားလုံးပြက်သွားအောင်လုပ်မဲ့လူတွေထဲမှာကျွန်တော်တို့မပါဘူးကျွန်တော်တို့တရားချကျွန်တော်တို့တရားနီလန်းချလုပ်တဲ့သူတွေဖြစ်ကျွန်တော်တို့ကနိုင်ငံကိုအုပ်ချုပ်ချင်တဲ့သူတွေဖြစ်တယ်ကျွန်တော်တို့ကနိုင်ငံကိုအကြမ်းဖက်ချင်တဲ့လူတွေမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ စစ်တပ်ရဲ့မိသားစုဝင်တွေစစ်တပ်နဲ့ပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့လူတွေကိုလည်းတည်င်းစကားပါချင်တယ်မကြောက်ပါနဲ့ကျွန်တော်တို့ခင်ဗျားတို့ခင်ဗျားတို့လောက်ခဲ့တယ်လို့ကျွန်တော်တို့မလောက်ပါဘူးအဲ့ဒီပြေးမလွတ်တဲ့အာကုတ္တကြီးကိုကျွန်တော်တို့တွေဘယ်တော့မှကျွန်တော်တို့ဘဝမှာမတည်ဆောင်ဘူးဆိုတော့ဟာကိုပြောချင်တယ်အဲ့တော့ဒီ၃ချက် moral စစ်တပ်က moral ရမ်းကြနေပြီစစ်တိုက်တဲ့နေရာမှာလူထုပေါ်မှာဆက်ဆံတဲ့နေရာမှာလုံးဝကျွန်တော်တို့အောက်ဆုံးဆင့်မှာရောက်နေတယ် ကြီးလန့်စာစားနေရတာကကျွန်တော်တို့တိုင်းဒါအုပ်စုတွေမဟုတ်တော့ဘူးဒီတော်လိုင်းရေးအုပ်စုတွေမဟုတ်တော့ဘူးအချမ်းဖက်စစ်တပ်ဖြစ်တယ်အချမ်းဖက်စစ်တပ်နဲ့ဦးတွဲလှုပ်ဆောင်နေတဲ့အကျိုးမြတ်တွေရယူနေတဲ့သူတွေဖြစ်တယ်နံပါတ်3ကတော့အဲ့ဒီလောက်ရက်တွေအားလုံးကြောင့်တူတော့အကျိုးအခုချိန်မှာဂျမ်ဖက်စစ်ကောင်စီကခံစားနေရတယ်ဒီတိုင်းပြည်မှာပြည်သူစန့်ကျင်ရေးလူထုစန့်ကျင်ရေးကိုလောက်ခဲ့တဲ့စစ်တပ်တွေ ဘယ်တော့မှအောင်ပွဲမရစေရဘူးဆိုတာကိုကျွန်တော်တို့ဒီကနေပြီးတော့မှလူထုကိုတည်င်းစကားပြောကြားလို့ရတယ်။ကျွန်တော်တို့သူတို့ကိုဖြိုချတာထက်သူတို့ရသူသူတို့လူထုစန့်ကျင်လှုပ်ပြီးတော့မှ ပြိုချပျက်စီးသွားတဲ့အခြေအနေကိုရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘက်ကဒီဆိုနာဥပ္ပောတို့ပြောတဲ့စစ်မျက်နာတွေပေါ့လေနော်စစ်မျက်နာတွေဖွင့်ထားတဲ့ကာလအတီးတီးမှာရှယ်လူတွေအားလုံး မြန်မာပြည်တပြည်လုံးမှာရှိတဲ့သူတွေအားလုံးကညီညီညွတ်ညွတ်နဲ့စီစီလုံးလုံးနဲ့ကျွန်တော်တို့အောင်ပွဲကိုခံနိုင်ရဖို့ဖြစ်ပါကျွန်တော်တို့မစီလုံးမညီညွတ်ဘူးဆိုရင်တော့အောင်ပွဲခံရဖို့ကတော့ဘယ်ဖျားပွင့်ပွင့်မရအောင်ဘယ်တမရတက်လာတက်လာလည်းမရအောင်ဘယ်နိုင်ငံရေးဟိုပလက်ဖောင်ကြီးဘလောက်ကောင်းတဲ့ခါပဲတည်တည်မရအောင်လို့ကျွန်တော်မြင်ကျွန်တော်တို့အားလုံးစီလုံးညီညွတ်ရင်တော့ကျွန်တော်တို့ကဒီနေ့လည်းကျွန်တော်တို့အောင်ပွဲပဲမနေ့ပြန်လည်းကျွန်တော်တို့အောင်ပွဲဖြစ် ကျွန်တော်တို့ greenie ပြည်နယ်နဲ့ကျွန်တော်တို့ပြန်ရှင်ပြောကြေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြည်နယ်မှာလည်းစုဖွဲ့တွေအများကြီး꿰နေတဲ့ဟာတွေရှိတယ်။ဒါတွေကိုကျွန်တော်တို့တွေစုဖွဲ့ပြီးတော့မှစီစီလုံးလုံးဖြစ်အောင်ကျွန်တော်တို့လုပ်နေတယ်။ဒါဟာတွေကလည်းလူထုရဲ့အောင်ပွဲတစ်ခုပဲဖြစ်တယ်။ကျွန်တော်တို့မကြခင်မှာကျွန်တော်တို့ရဲ့ပြည်နယ်ကနေစပြီးတော့ပေါ့နော်တတိုင်းပြည်လုံးစစ်ကောင်စီတွေတံဖက်စစ်တပ်တွေကင်းစင်သွားအောင်လူထုအာဏာဟာလူထုရှိမှပြန်ရောက်လာအောင်ကျွန်တော်တို့တွေစ조사ကြမယ် ကြိုးလဲကြိုးစားနေတယ်အောင်လဲအောင်မြင်နေတယ်ဆိုရဲဟာကိုလူသူကိုဒီကနေပြီးတော့အတိလင်းကျွန်တော်တို့တည်င်းစကားပေးချလို့ပါကျေးဇူးတင်ပါတယ်ဗျ